ရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အက်ခစ်မူပါဆိုတော့ channel ကို subscribe လုပ်ပြီးနောက်ခေါင်းလောက်ရေဆုံးနှိပ်ပြီးတော့ VPN လေးဖွင့်ပြီးတော့ GPN လေးအဖေးကျွန်တော်ကို support ပေးလို့ရပါတယ်ပြီးရင် video လေးကို like လုပ်ပြီး season လေးကိုစပါမယ်ခင်ဗျဆိုတော့ဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့ပြီးခဲ့တဲ့ရက်ပိုင်းကအပိုင်းစနဲ့တင်ဆက်လာခဲ့တဲ့ One Life Gives You Tangerines အပိုင်းလေးကိုရောက်ရှိလာခဲ့ပါပြီဆိုတော့ဒီဇက်ကတော့ Netflix ကနေအခုနောက်25မှာထွက်ထားတဲ့အသစ်ဆက်ဆက် drama series ဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel မှာကျွန်တော်ကပြောပြသလိုပဲဒီလိုဇာတ်ကားမျိုးတိတ်ပြီးတော့တင်ဆက်ပေးလိမ့်မိတာမရှိတဲ့အတွက် ။တချို့ကဒီလိုမျိုးတမျိုးတစ်ပုံလေးခံစားကြည့်မယ်ပြီးတော့ဇာကားလေးကအစ်စ်ဖြစ်တာကြောင့်ကျော်ရွေးချယ်တင်ဆက်ပေးရခြင်းပါ။အဲ့တော့ drama series ကောင်းလေးကိုကျွန်တော်ခံစားလိုက်အောင်ပါ။တကယ်လို့အစားအမကြည့်ရသေးဘူးဆိုရင်အပိုင်းတစ်ခါလေးရင်သွားစားကြည့်လို့ရပါလိမ့်။ဒီနေ့မှကတော့အပိုင်းလေးကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာ။ဒီပိုင်းမှာတော့တလက်လက်တောက်ပနေလောက်တဲ့အထိပူပြင်းနေတဲ့နွေရာသီလေးမှာအဲဆုံးလေးကတော့ရောက်ခမရရဲ့နှိမ့်ဆက်တာကိုခံနေရပါတယ်။အဲနောက်မှာတော့အဲဆုံးက108ကျိန်လောက်ဖျားကြော့ပြီးတော့ဆူတောင်းနေရပါတယ်။ အဲဆုံရောက်ခမတော့အဲဆုံကငွေဆုံးတော့မယူလာပဲအင်းကိုကပ်ဖားပြီးတော့ရောက်လာလို့ပြောနေပါတယ်အဲ့တော့မှအဖွာသူ့လက်မှာတော့မယူလာတဲ့ဂွမ်းရှက်အမေကိုချွေးမဝဲပြပြောမနေဘူးဆုံးမလိုက်တာပါအဲ့လိုနဲ့အဲဆုံနဲ့ဂုံးမြောင်းလေးတို့ဟာအဖွာနဲ့တူပြန်လာကြပါတယ်ဂွမ်းရှက်ဖွာတော့အဲဆုံကိုဟန်ညောရဲ့ဝိညာဉ်မကောက်အောင်ဘဲနီစည်းတွေနဲ့ပေါက်နေပါတယ်အဲ့လိုနဲ့အဲဆုံကအိမ်ပြန်ပြီးတော့လောအပ်တာတွေသွားပြီးတော့ယူနေပါတယ်ပြီးတော့အဲဆုံကသူ့ကိုပြောဆိုနေအဖွာနဲ့ရောက်ခမကိုအတင်းပြောနေခဲ့ပါတယ်အဲ့တော့မှအဲဆုံကသူ့မေတရဲကလည်းသူ့မေကသူ့ကိုသတိရလို့လာလာဖြစ်လို့ဂီယုမဆိုင်ကြောင်ပြောနေခဲ့တာပါ အဲ့လိုနဲ့အဲဆွန်ကနောက်ကိုလှည့်ကြည့်နေအိမ်ထဲမှာထိုင်နေပြီးတော့ဘိုက်ကွန်လုံးနဲ့သူ့မေမျက်နှာကိုမြင်အောင်နေပါတယ်။အဲဆွန်တယောက်အမေအိမ်ကိုရောက်တယ်ဆိုတဲ့ပင်မမန်အလုံးလုံးနေအမေဖြစ်သူကိုသာမြင်အောင်နေပါတော့တယ်။အဲဆွန်တယောက်အမေမရှိတော့အောင်အမေအိမ်ကိုသွားလို့မရတော့ဘူးလို့ညီးနေခဲ့ပါတယ်။အဲဆွန်ကကိုယ်တိုင်အမေဖြစ်သွားတယ်အမေကိုပို့လို့တောင်သတိရလာခဲ့တော့တာပါ။အဲလိုနဲ့သတိရလုံးလုံးမျက်ရည်တွေကျနေအဲဆွန်စီကိုပထွေးရဲ့ဇနီးတဲ့ကရောက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ရောက်ကမတွေကဂုံမြောင်းလေးကိုကန်းစန္နာခေါ်လာပြီးတော့ခရီးလှုပ်ကြွေးနေပါတယ်။ ရင်ကုန်းသမားတွေကတော့ခဏခဏခေါ်လာလေလူသေးလက်မခံဘူးလို့ပြောလိုက်တာပါရင်ကုန်းသမားတွေကတော့ခလေးကငယ်လွန်းသေးတာကြောင့်ပင်လယ်နောက်ကိုခဏခဏခေါ်မလာဘူးလေသတိပေးနေပါလေဒါမဲ့ကွမ်ရှစ်ဖွားတော့ဝိုင်းရင်ကုန်းသမားတွေက6နှစ်9နှစ်ကလေးကတည်ယူကြတာမဟုတ်ခလေးကိုသင်ရမယ်လို့ပြောနေပါလေရင်ကုန်းသမားတွေကတော့သူများမွေးထားတဲ့သမီးကိုမစားမနာရင်ငုံခိုင်းနေကြအောင်ဂျားတွေကဒေါသထွက်နေကြပါလေရင်ကုန်းသမားတွေလည်းအခုလိုခလေးကိုခေါ်ခေါ်လာတာအမေဖြစ်တဲ့အဲဆုံးစရာခွင့်မိကြရောရရလားလို့မေးပါတော့လေအဲလိုနဲ့ကွမ်ရှစ်ဖွားနဲ့အမေစကားဆပြောတာနဲ့ ရင်ကုန်သမားတွေကနားထဲဂွန်းထည့်ပြီးတော့မတိသလိုထိုင်နေလိုက်ကြပါတယ်။ကွမ်ရှိဖွားကဒီလိုရင်ကုန်တောင်အတက်ပညာလို့ပြောနေတာကြောင့်ရင်ကုန်သမားတယောက်ကတော့သူတို့ရေထဲဆင်းတိုင်းဒီနေ့တော့မတိအောင်လုပ်ပေးပါလို့တောင်းဆိုပြီးတော့ဆင်းရအောင်ပြောလိုက်ပါတယ်။ပြီးတော့အဲဆုံးမေကလည်းအဲဆုံးရင်ကုန်တာမလုပ်ဖို့ရောရင်ကုန်နီးမတင်ဖို့ပါမှားခဲ့တယ်လို့ပြောပါတယ်။အဲ့ဒါကလည်းအဲဆုံးကမသေးစေချင်တာကြောင့်ဖြစ်ပြီးတော့မြေးလဲမှာခိုင်းနေမှာမလားလို့ပြောနေပါတော့တယ်။အဲဒါကြောင့်ရောက်ခမဖြစ်သွားတော့ရင်ကုန်သမားတွေစိတ်ဆိုးပြီးတော့မြေးကိုခေါ်ကအိမ်ပြန်လာခဲ့ပါတယ်။ဒါမှမဟုတ်အဲဆုံးကပထွေးရဲ့ဇနီးတဲ့အိမ်ပြောင်းဖို့ လောက်လောက်လိုသေးမယ်အဲဆုံးကကိုရှင်းပေးနေတာပါအဲဒါမှတော့ဇနီးသေးကအဲဆုံးယောက်ျားဂျေဂျူအချို့ရုံးမှာအာနာရှိတယ်မလားလို့မေးပါတယ်ဒါပေမဲ့အဲဆုံးကတော့တီညုံကိုမောင်နှမတွေနောက်မှာသူရှိတာမလို့အပြစ်မရှာဘဲထမင်းဝါးလင်လင်ကျွေးပါလို့ပြောပါတယ်ဇနီးသေးကတော့သူပြစ်ရှာခြင်းအောင်ကလေးတွေကအမေလိုလိုက်ခေါ်နေရကြောင်းအပြစ်မရှာရကြောင်းကိုပြောပါတယ်ပြီးတော့ဒိန်ထဲမှာ10နှစ်လောက်ထိန်းထားခဲ့တာမလို့အားလုံးကကိုကလေးတွေပဲလို့ပြောပါတယ်တကယ်တည်းမှာသူကကြောက်စရာမဟုတ်ဘဲတန်ရုံးစင်ကသာကြောက်စရာပဲလို့ပြောလိုက်ပါတယ်အဲနောက်မှာတော့ဇနီးသေးကကလေးအနှီးတောင်မလဲတတ်တာကြောင်း အဆုံးတော့ဝင်ပြီးတော့ကူရပါတော့တယ်။အလုံးနဲ့ပထွေးရဲ့ဇနီးသက်ဟာအဆုံးအစင်မပြေလို့ရင်ဖွင့်ညနိုင်သူ့ကိုဖုန်းဆက်ဖို့မှာနေခဲ့ပါတယ်။ပြီးတော့ဘဲအင်းနဲ့ပေါက်တဲ့မကောင်းတဲ့အဖွားအကြောင်းသူ့ကိုပြောပြဖို့ပြောပါတယ်။အဆုံးကတော့သူတို့နှောင်းရဲ့ဆက်ဆိုင်ကထူးဆန်းတာကြောင့်မပြောဘူးလို့ပဲပြောပါတယ်။ဇနီးသက်ကတော့သူနဲ့အဆုံးပထွေးတို့ကအဆုံးမေးဆုံးပြီးဆယ်နှစ်ကြာမှသာတွဲပေးကြတာမဟုတ်လို့အဆုံးနဲ့ရန်သူဖြစ်ရှာမလို့ပါဘူးလို့ပြောပါတယ်။အဲနောက်မှာတော့ဇနီးသက်ကအဆုံးအိမ်မှာနေခဲ့ရပြီးတော့နောက်ပိုင်းအဆုံးလေးစားတယ်လို့လည်းပြောလိုက်တာပါ။ တကယ်တော့အဲဆောင်ကအင်ကူမဟုတ်ပဲစိတ်ကွာအင်ကူလိုဖြစ်နေခဲ့တာပါအဲဆောင်ကသူ့မောင်နှမတွေကိုကြောင်းဆုံးတဲ့ထိထားပေးဖို့သာတောင်းဆိုလိုက်ပါတော့တယ်အဲဆွန်လည်းသူကတော့ဇနီးအစ်တဲ့လိုမျိုးရေခဲကြောင်းလေးကြောင်းနဲ့ဝယ်လာတာမဟုတ်ပဲပြောင်းဖို့ငါးဘူးတောင်ယူလာပေးတာလို့ပြောလိုက်ပါတယ်ဇနီးအစ်တဲ့ကတော့ရေခဲကြောင်းစားစပိန်ပေးတာမဟုတ်လို့ကွန်မြောင်းကိုပေးတဲ့တင်နာတင်စိတ်လို့ပဲသဘောထားလိုက်ပါလို့ပြောပါတယ်အဲလိုနဲ့ကွမ်ရှင်းအိမ်ပြောင်းတဲ့အခါမှာမေဖြစ်သူကအိမ်ကပြောင်းမှုတွေအဲဆွန်ကုံယူသွားကြောင်းပြောပါတော့တယ်ပြီးတော့အမေဖြစ်သူကအဲဆွန်ကမိဘအိမ်မှာရှိနေသေးတာကို တခုမှယူမလာပေးတဲ့ပြင်အိမ်မှာရှိတဲ့အပိုပစ္စည်းတွေပါတွားပြီးတော့ပေးနေတယ်လို့ပြောပါတယ်။အဲလိုပူညာပူညာအတန်တွေကြောင့်ကွမ်ရှစ်ကတော့သူဖမ်းလာတဲ့အထဲမှာတိုင်လီ၅ကောင်လေးပါတယ်လို့ပြောပါတယ်။ဒါတော့ပြောင်းမှုကွမ်ရှစ်ကသူဝယ်ပေးတယ်ပဲသဘောထားလိုက်ဖို့ပြောလိုက်ပါတယ်။အဲနောက်အဲဆိုးကအေဂျီအိမ်ငယ်နဲ့အိမ်ကိုပြောင်းလာပါတော့တယ်။ဒုနဲ့ရောက်ကမကအဲဆိုးယူလာတွေထုတ်ကြည့်ပြီးတော့သူတို့နောက်လိုက်ပြီးတော့ကဃဝန်တွေ့သွားခဲ့ပါတယ်။အဲကြောင့်လဲကွမ်ရှစ်လည်းလူမတွေ့ခင်လေးမှာဃဝန်ယူပြီးတော့ဖွက်လိုက်ပါတယ်။အဲနောက်အဲဆိုးကအဲ့ဒီမိန်းမဆပိန်ကိုတော့မွေးကစားသူကလေးကို ပေးစီလို့ရတဲ့သားနဲ့သူကောင်ပေးလိုက်တယ်လို့ပြောနေပါတယ်။ဒါပေမဲ့အဖွားပြည်သူကတော့ခေါမြောင်ကမိန်ကလေးမလို့စပိတ်မစည်းစေချင်မဲလှုပ်ပြခိုင်းပါတယ်။ကွမ်ရှင်မေကတော့ဈေးတယ်လိုက်တော်ဖီနဲ့လဲစားလိုက်မယ်လို့ပြောပါတယ်။အနောက်အဲဆုံးကခေါမြောင်ထပ်ပြီးတော့ပင်လယ်မှာဆော့လာလားလို့မေးပါတယ်။အဲလိုနဲ့ကွမ်ရှင်ကသူတို့အခန်းကိုရှင်းလင်းနေတုန်းမှာဝယ်ဆုံးတယောက်ခြေကုန်လက်ပန်းကျပြီးတော့ဝင်လာခဲ့ပါတယ်။အဲလိုနဲ့အဲဆုံးကအိယာဘောပြလဲချလိုက်ပါတယ်။အဲဆုံးလဲချလိုက်တာနဲ့ဘောင်းမီတွေကဘဲနေစီထွက်ကြလာတော့ကွမ်ရှင်ကတီးသွားခဲ့ပါတယ်။အဲဆုံးမျက်နှာညှိုးနေရမြင်ပြီးတော့ ဒါပင်မလားလို့ကွမ်ရှစ်ကမေးပါတယ်အဲ့နောက်ကွမ်ရှစ်ကမိမဖြစ်သူရဲ့ခြေထောက်ကိုနှိမ့်နေပေးနေပါတယ်အဲဆုံးကတော့ရောင်းကမဖြစ်သူကကွမ်ရှစ်ပါဝင်လာနေတယ်သူ့ကိုရန်ကိုတပ်ပြစ်ချင်နေမှလို့ပြောပါတယ်ကွမ်ရှစ်ကတော့အဲဆုံးဖြစ်နေတဲ့စိတ်ခံစားချက်တွေကိုသူ့ဘောပုံချလိုက်ဖို့ပြောပါတယ်အဲ့တော့အဲဆုံးကတော့ဂုံးမြောင်းကိုစပိန်စီးရအောင်တော့လုပ်ပေးပါလို့ပြောပါတော့တယ်အဲဆုံးကသမီးဂုံးမြောင်းလေးကိုစပိန်စီးစေချင်တာကြောင့်အတင်းကိုတောင်းဆိုပါတော့တယ်အဲဆုံးကတော့ဂုံးမြောင်းသာစပိန်မစီးတိုင်းမိဖို့ကြောင့်နေမှာပဲနေပြီးတော့သေသွားလိမ့်မယ်လို့ရှင်းပြလိုက်တာပါအဲ့တော့အဲဆုံးကသူမလုပ်ခဲ့ရသမျှဂုံးမြောင်းကိုအကုန်လုံးစေချင်နေတာပါ ။အဲဆိုတော့ဂုံးမြောင်ကိုကုန်ပိုင်ဆိုင်ပြီးတော့အကုန်လုံးကြည့်ပြီးဒီတိုင်းအကုန်လုံးကိုရစေချင်တာဖြစ်ပါတယ်။ဂုံးမြောင်တော့ဇပွဲခင်းရတဲ့သူမျိုးမဖြစ်စေချင်ပဲဇပွဲကိုလှန်မှောက်နိုင်တဲ့သူမျိုးဖြစ်စေချင်တာလို့ကွမ်ရှိကိုပြောပါတယ်။ကွမ်ရှိကတော့အဲဆုံးကိုတိုင်းလဲဇပွဲကိုလှန်မှောက်တဲ့သူမျိုးလုပ်လို့ရတာကြောင့်သူကိုတိုင်းနောက်ကနေအကုန်လုံးဖြည့်ရှင်းပေးမယ်လို့ပြောပါတယ်။ကွမ်ရှိကအဲဆုံးဇပွဲကိုမှောက်လှန်တာဖြစ်ဖြစ်ရိုက်ချိုးတာဖြစ်ဖြစ်လိုချင်လိုသာပြောသူတောင်းယူပေးမယ်လို့ပြောပါတယ်။အဲနောက်မှာတော့ဝမ်းနဲ့အဲဆုံးကယောက်ျားဖြစ်သူကိုသူ့ကိုဖတ်ဖို့ပြောလိုက်ပါတယ်။ အဲ့လိုနဲ့နောင်နေမနဲ့မိုးလင်းတာနဲ့အင်ရှင်မဝင်လုံနေရတဲ့အဲဆုံးဟာလိုတာနဲ့နှိမ့်ဆက်ခံရပြန်ပါပြီ။ကွမ်ရှဲအဖွားဖြစ်သူကအဲဆုံးတောက်ကြလေးမွေးဖို့အတွက်နတ်ဖျားရိစီစုတောင်းပြီးတော့ဘဲနီနဲ့ပေါက်ပြန်ပါလေ။အဲ့နောက်သမီးစားချိန်မှာကွမ်ရှဲကသမီးဖြစ်သူအတွက်စပိန်နောက်စည်းထပ်ဝဲလာပြီးတော့2000တန်တယ်လို့ပြောပါလေ။ဒါကြောင့်2000နဲ့တန်တဲ့ကော်ဖီလိုချင်တော့လဲစားလိုက်ပါလို့ကွမ်ရှဲကအမေဖြစ်သူကိုပြောပါတော့တယ်။အဲ့လိုနဲ့အဲဆုံးလည်းသဘောကျပြီးတော့ပြုံးမိသွားပါတော့တယ်။အဲ့နောက်ကွန်မြောင်လေးကဘဲစားချိန်နဲ့ထပ်လဲလဲပူစားနေရာကြောင့်အဲဆုံးလည်းဘဲလိုက်ရှာနေပါလေ။ အဲ့ဒီမှာပဲတမဝိုင်းမှာထိုင်းတဲ့ဂွမ်ရှစ်ကမိမပဲလှည့်လာပြီးတော့ဗကန်နဲ့ကဘဲတွေကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ဂွမ်ရှစ်ကနောက်ကိုသူ့ထမင်းပကန်ကိုဒီစပွဲမှာပဲပြင်ပေးထားဖို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဂွန်မြောင်လေးလည်းအဖေနဲ့မေရဲ့ကျေးဇူးကြောင့်စပိန်စီးကွင်းရာသွားခဲ့ပါတယ်အဲ့နောက်မှာတော့ဂွမ်ရှစ်ကငါးပန်းထွက်ဖို့အိမ်ကနေထွက်လာပါတယ်ဂွမ်ရှစ်ကအမြဲတမ်းပြုံးနေတဲ့သူမိမအဲဆုံးကိုလက်ပြနှုတ်ဆက်ပြီးတော့လှည့်တကြီးကြီးနဲ့ဖြစ်နေခဲ့တာပါအပြုံးမပြတ်တဲ့အဲဆုံးလေးကတော့တင်းငယ်တဲ့မိဖို့ကြောင်လေးထဲမှာအသက်20ရွယ်ကိုကုံဆုံးနေခဲ့ရပါတယ်အမေပြည့်သူအဲဆုံးကဂွန်မြောင်လေးကိုအကုန်ရှိစေချင်တာပါ ဒီလိုလက်ရှိချိန်မှာတော့အဲဆုံးဟာတမိပြည်သူအိမ်ကအဆုတ်ထုတ်တွေကိုရှင်းပေးနေခဲ့တာပါအမေပြည်သူကတော့ဖဏတ်တွေအများကြီးဝယ်ခဲ့တဲ့ဂုံများကိုလှမ်းပြီးတော့စူနေခဲ့ပါတယ်ဂုံများကတော့စိတ်ရှုပ်နဲ့အခန်းထဲမှာဖုန်းပြောနေခဲ့ပါတယ်အဲတော့ဂုံများကိုချစ်သူရောင်းဖို့အမေကမိဘတွေကကြောင်းဖို့ပေးရတာနဲ့တင်ပင်မမှာပဲလို့ပြောလိုက်ပါတယ်ပြီးတော့ဂုံများမိဘတွေကလည်းရောင်းဖို့နဲ့တွဲတာကိုတော်တော်သဘောကျမှာပဲလို့ပြောလိုက်တာပါအဲတော့ဂုံများကသူအလုံးအစ်မလက်ထောက်ချက်ချင်းဖြစ်သွားတာကိုပြောပြနေပါတယ်ဒါမဲ့ရောင်းဖို့အမေကတော့လက်ထပ်ပြီးအောင်ဇက်တိုက်အလုံးလုံးမလို့လားလို့မေးပါတယ် ကိုမြောင်ကတော့ဒီကိစ္စကိုကိုမြောင်ပြောရမယ်လို့ပြောနေပါတယ်။ဒါမဲ့ရောင်းဖို့အမေကတော့အကုန်လုံးကိုလောဘတက်လွန်းနေလို့သာပြောလိုက်တာပါ။အဲလိုဆန္ဒတွေကပဲကိုမြောင်အထင်ကြီးမှုပြောင်းလဲသွားတာမျိုးလို့ပဲပြောနေပါတယ်။ပြီးတော့ရောင်းဖို့အမေကတော့မရှိတဲ့အိမ်ကလာကြိုက်ပြီးတော့တထေးကသာလက်ထပ်တာလဲရည်ရပဲလို့ပြောပါတယ်။ရောင်းဖို့အမေကတော့လက်ထောက်ဆိုတာကဝင်းကြီးအိမ်ကချွေးမဖြစ်ရတာပို့ပြီးတော့ကောင်းမယ်လို့ပြောပါတယ်။ရောင်းဖို့ကအသက်ပိုကြီးပြီးတော့အဆဆရာတော်ပါလေးရနဲ့ဘာလို့ရောင်းဖို့ပန်ဖို့ပေးကိုမတွေးပဲအပြင်ခေါ်ထုတ်ချင်ရလဲလို့မေးပါတော့တယ်။ကိုမြောင်ကတော့အမေဖြစ်သူပြောတာလေးပြန်တွေးမိပြီးတော့သူလဲ ်ရောင်းမော်လာရေချေးရှိလာကြောင့်သမီးကြီးလည်းဖြစ်လို့စီးပွားရှားမယ်လို့ပြောပါတယ်။ကိုမြောင်ကအမေလိုဆရာထက်တန်သူဖြစ်နေအောင်ကြောင့်ဒီတိုင်းထွက်လို့ဖို့မဖြစ်နိုင်ဘူးလို့သာညင်းပါတော့တယ်။ဒါတွေပြန်တွေးနေကိုမြောင်တို့ရောင်းမုံကိုပြောချင်အောင်ပြောပြီးတော့ဖုန်းချလိုက်ပါတော့တယ်။အဲနောက်ကိုမြောင်ထွက်လာပြီးတော့အဲဆုံးလဲသူတော်မစည်းဘူးတဲ့ဖဏတ်တွေဝယ်စည်းပြီးပတ်စံဖြုံးနေရလားလို့မေးလိုက်ပါတယ်။ပြီးတော့သမီးဖြစ်သူဝယ်ထားတဲ့ဖဏတ်တွေကအပေါ်စားတယ်မလို့ပတ်စံနေတဲ့တော့မတန်ဘူးလို့ပြောလိုက်တာပါ။အဲနောက်မှတော့အဲဆုံးကသူသမီးဖဏတ်တွေကိုစီးကြည့်နေပါတယ်။ အဲ့လိုနဲ့ဂွန်မြောင်ကသူ့လောဘကဘဝင်မျက်နှာဖြစ်ကြောင်းအပြောခံခဲ့ရတော့အမေဖြစ်သူကိုပြန်ပြောပါတယ်။ပြီးတော့ဂွန်မြောင်စင်စင်ရဲ့ကြီးလာတာမလို့အများကြီးဝယ်ကျင်ခဲ့တာလို့အဲဆုံးကိုပြောပြနေပါတယ်။ဂွန်မြောင်တော့သူသာခီးသွားမယ်ဆိုရင်ဝစ်ဆုံဝယ်ကျင်ဝယ်ခိုင်းမှာလို့ပြောပါတယ်။အဲကြောင့်ဂွန်မြောင်ကလိုချင်တာတွေများပြီးတော့လိုတိုင်းများခဲ့တာကြောင့်အပေါ်သားပစ္စည်းတွေအများကြီးဝယ်ခဲ့တာလို့ပြောပါတယ်။အဲဆုံးကတော့အဲတုန်းကမဝယ်ပေးခဲ့တာတမင်ငင်းခဲ့တာမဟုတ်ကြောင်းပြောလိုက်ပါတယ်။အဲတော့မတော်ဆိတ်မကြည့်ပဲရန်စကားတွေပဲပြောနေဂွန်မြောင်ကိုအဲဆုံးလည်းမေးကြည့်ရပါတော့တယ်။ ကိုများတော့ကော်မတီအလုပ်လုပ်ရင်နားများတာကြောင့်အဲဆုံးကိုလှုပ်ကြည့်လို့ပြောပါတယ်။အဲဆုံးကတော့စိတ်တူရဲ့အလုပ်ကထွက်ပြီးလက်ထပ်လိုက်ပါလားလို့ပြောပါတယ်။ကိုများတော့ဘာလို့အဲဆုံးလိုမျိုးလိုက်ပြီးတော့ရှင်သန်နေရမှာလဲလို့ပြန်မေးပါတယ်။ပြီးတော့တခြားဆေးရတဲ့မိသားစုကလူနဲ့ပတ်သက်ပြီးတပွားလုံးပင်ပန်းကိုနေနေရမှာလားလို့မေးပါတယ်။ကိုများတော့အမေဖြစ်သူအဲဆုံးကိုရင်အောင်လှုပ်ရတာကသူရင်ကွဲရတာနဲ့အတူတူပါပဲလို့တွေးနေခဲ့ပါတယ်။အမေဖြစ်သူကတော့သူ့လိုမျိုးမရှင်သန်မှုပြောပေမဲ့သူ့ဘဝမှာလည်းတောက်ပါတဲ့ချိန်တွေရှိခဲ့လို့ပြောလိုက်ပါတယ်။အဲဆုံးနဲ့သူ့ဘဝမှာကြည်နူးစရာကောင်းတဲ့အခိုက်အတန့်တွေအများကြီးရှိဘူးတယ်လို့ပြောလိုက်တာပါ။ ။အားကြောင့်အဲဆုံးကတော့သူသမီးကွန်မြောင်းသားသူ့ဘောက်အတိမတ်ပြူပြင်းအသက်ရှာကျုပ်နှပ်ပါပြီလို့ပြောနေပါလေ။အဲလိုနဲ့အဲဆုံးကငယ်ဘောက်ကိုပြန်တွေးမိနေပြန်ပါလေ။အဲနောက်မှာတော့အဖွားကအဲဆုံးကိုကာရဝါပြုတ်ဖို့လာခေါ်ပါလေ။တကယ်တော့ဘွားကနတ်ဆရာမဖြစ်ပေမဲ့အမေတယောက်ကကလေးပေါ်ထားတဲ့ဂူနာတရားကဘာနဲ့မှမလဲနိုင်ဘူးလို့ပြောနေပါလေ။အဖွားဖြစ်သူကဂျဲကျူးမှာရင်ကုန်သမားဖြစ်တာထက်ပိုကောင်းတဲ့အလုပ်မရှိဘူးလို့ပြောလိုက်ပါလေ။အဲဆုံးရှိပါမြင်လိုက်ရတာနဲ့ဂါရဝါပြုတ်ကိုဂရောပွဲနဲ့ရင်ကုန်သမားဝစ်ဆောင်တဲ့အတူထိုင်နေခဲ့တဲ့သူသမီးလေးဂုံမြောင်းပါပဲ အဖွားတော့မိသားစုထဲမှာတယောက်ရှိနေအဆင်ပြေပြီမဟုတ်လို့သူ့ဘာသာပတ်စံရှားနိုင်ပြီလို့ပြောနေပါတယ်ပြီးတော့ကိုမြောင်သမီးကြီးအနေနဲ့လည်းမိသားစုထောက်ပံ့သွားနိုင်မှာလို့ပြောနေခဲ့ပါတယ်အန်ရုံနဲ့အဲဆွမ်းအိမ်မော်တက်သွားပြီးတော့သူသမီးအတွက်ဆူတောင်းပေးရမယ်ဆူတောင်းစပွဲကိုလှမ်းလိုက်ပါတယ်ပြီးတော့အဲဆွမ်းကကိုမြောင်ကသူသမီးဖြစ်တာကြောင့်ရေကုန်သမားမဖြစ်စီရဘူးလို့အော်ဟစ်ပြောနေခဲ့တာပါအဲဆွမ်းကသူသမီးလက်ကိုဆွဲပြီးတော့ဒေါသကြီးနဲ့ဆင်းသွားတာကြောင့်ရောက်ခမတော့ကလေးကိုအတင်းလိုက်ဆွဲနေပါလေ။အဲဆွမ်းလည်းသူ့မယားရင်ငုံခဲလို့စောစောတေးခဲ့တာဖြစ်ပြီးတေးတဲ့ထိရင်ငုံသမားလို့ အိန်တော်တိုင်းတယောက်လိုဖြစ်မလာစေနဲ့လို့မှာခဲ့တာကိုပြောနေခဲ့ပါတယ်။ဒါပေမဲ့အဲဆုံးကတော့အိန်တော်တိုင်းဖြစ်ရှင်သန်ခဲ့ရတာလို့ပြောလိုက်ပါတယ်။ရောက်ခမတော့လူကြီးတွေဘိုးဘေးတွေကိုစောင့်ရှောက်ရတာကိုအိန်တော်တိုင်းလောက်ရတယ်လို့ပြောခဲ့တဲ့အဲဆုံးကိုဒေါသထွက်နေခဲ့ပါတယ်။အဖွားဖြစ်တဲ့နတ်ဆရာမကတော့ပဲနီလေးတွေနဲ့အဲဆုံးကိုဇက်တိုက်ပေါက်နေခဲ့ပါတယ်။အဲဆုံးကတော့သူသမီးကိုအိန်တော်တိုင်းလိုမရှင်သန်စေချင်တာကြောင့်ဒီအိမ်ကနေခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ရောက်ခမတဲ့အဖွားကတော့ရမီသားစုရင်ဂေါမြောင်ကိုအတင်းမဲ့ဆွဲခေါ်နေတာပါ။ အဲဆိုတော့ဒီလိုမျိုးမိသားစုထဲမှာရင်ကုန်သမားရှိစေခြင်းအငယ်မောင်လှုပ်ခိုင်းပါလားလို့သွားပြောလိုက်ပါလေအဲလိုမျိုးအိမ်မှာပွက်လို့ရိုက်နေကိုမြောင်ကလည်းအော်ဟစ်ငိုနေပြီးတော့အဲဆွန်းလည်းဘာပြောရလဲမသိဖြစ်နေခဲ့တာပါအဖွားဖြစ်သွားတော့အဲဆွန်းကကိုယ်ထဲမှာအမေဖြစ်သွဲဝိညာဉ်ရှိနေတာကြောင့်သူ့မရဲ့ဝိညာဉ်ကသူ့ကိုထိန်းချုပ်ထားတာလို့ပြောလိုက်ပါလေအဲလိုမျိုးအစိမ့်နှိမ်တယောက်ကအသုံးဝင်တဲ့အိမ်တော်ဒိန်းလိုမျိုးကြီးပြင်းလာပြီးတော့သူ့ရဲ့ဂုံတိတ်ခါရှိအိမ်တော်မှာအဲဆွန်းကလာနေနေရလို့ပြောလိုက်ပါလေအဲချိန်မှာ관ရှိပြောင်းလာပြီးတော့အမေဖြစ်သွားတော့관ရှိကိုဖြစ်သမျှတွေတိုင်ပြောနေခဲ့ပါလေ အဖွားလည်းစတိုက်ပဲစီတွေနဲ့ပေါက်နေအောင်ဂွမ်းရှိခုမှတိလိုက်ရပါတယ်။အန်နမှာတော့အဖွားလဲကြသွားပြီးတော့အမေဖြစ်သူကတော့သွားပြီးတော့ကူညီပါတယ်။ဂွမ်းရှိကတော့အဲဆုံလာနေရကသူ့ကြောင့်ဖြစ်ပြီးတော့သူ့မိသားစုကြောင့်မဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်။အားကြောင့်ဂွမ်းရှိကတော့အဲဆုံဒီမှာနေခွင့်မပြုတော့ဘူးလို့ပြောလိုက်တာပါ။အန်နမှာတော့ဂွမ်းရှိကခေါမြအောင်ကောက်ချီပြီးတော့အဲဆုံလက်ဆွဲကအိမ်ထဲကထွက်လာခဲ့ပါလို့လေ။အခုလက်ရှိမှာတော့အဲဆုံကသမီးဖြစ်သူဝယ်ထားတဲ့ဖဏတရံကိုစီးကြည့်နေတာပါ။အဲဆုံကသူ့သမီးကိုစီးစေခြင်းမိမဲ့အကောင်လုံးကအမေဖြစ်သူနဲ့ပို့လိုက်တာကြောင့် ကိုမြောင်တော့အမေကိုပဲပေးလိုက်ပါလိမ့်။အဲနောက်ကိုမြောင်ကဖနက်ကိုသဘောကျနေသူ့မဲ့အဲဆိုးကိုကြည့်ပြီးတော့တတိသားနဲ့လက်ထပ်လိုက်ရပါလို့ဒီလိုပြောနေခဲ့ပါလိမ့်။အဲလိုသာလက်ထပ်ခဲ့တော့အမေဖြစ်သူတစ်ချိန်လုံးလှလှပဝေစားပြီးတော့နေလို့ရမှာပဲလို့ပြောပါလိမ့်။အဲနောက်ကိုမြောင်တော့အမေဖြစ်သူကိုနောင်နာမရဘူးလားလို့မေးလိုက်တာပါ။အဲဆိုးကတော့ရင်ချင်းကိုပြန်သွားရင်တော့သူ့မျိုးသားကိုပဲလက်ထပ်မှာလို့ပဲပြောနေပါလိမ့်။အဲအချိန်မှာပဲ ग्वान ရှေးရောက်လာပြီးတော့အဲဆိုးကတော့သူ့ဖနက်လေးလှမလှပြနေခဲ့ပါလိမ့်။ဒုံနဲ့အဲဆိုးတို့လင်မယားအိမ်မောကဆင်းခဲ့တဲ့အချိန်တွေတုန်းက ိုတို့ရင်ကုံဆိုင်နောက်ကအင်ကန်းချင်းချင်းလေးထဲမှာငှားနေပြစ်ခဲ့ကြပါလေ။ကွမ်ရှင်းအဲဆွန်းနဲ့ကွမ်မြောင်တို့ကဓမင်းစားနေကြတော့မှအင်ရှင်ရောက်လာပါတော့တယ်။ကွမ်ရှင်းကတော့ဟင်းတွေအုပ်နေခဲ့ပြီးသူတို့လာစားမပေးနိုင်ပေမဲ့ငါးပလဲတွေစားနေပြောပါဆိုလို့ဖွက်ထားနေခဲ့ပါလေ။အဲနောက်ကွမ်ရှင်းကထွက်တွေ့ပြီးတော့သူခုငါးဖန်းအလုပ်သစ်ရှာနေရကြောင်းအခန်းငါးကောင်လာကုန်မှပေးနိုင်မယ်လို့ပြောနေခဲ့ပါလေ။အဲဆွန်းကလည်းအားကြောင့်သူပို့ပြီးတော့ဆိုင်ကြည့်ပေးပါမယ်လို့ဆိုင်ရှင်ကိုပြောနေတာပါ။အင်ရှင်ကတော့နေ့လယ်တုန်းကလူတယောက်ရောက်လာပြီးသူတို့အိမ်လာက၃လစာပေးပေးသွားတယ်လို့ပြောပါလေ။ တော့အိရှေ့ကမိသားစုထဲမှာမျိုးရိုးတို့မရှိဘူးလားလို့မေးတာကြောင့်လာကသာတေချာလာပြီးဝတ်သားပေးမယ်လို့ပြောလိုက်ပါတယ်။အနောက်အင်ရှင်ချာပြီးတဲ့ဝတ်သားပကံနဲ့ဒိုဝီကြောင်ဆွဲနာမည်နဲ့ပညာသင်စု1000ထည့်ထားတဲ့ဇာတ်ကိုကြည့်ပြီးတော့တို့အန်အောနေပါတယ်။အဲ့လိုနဲ့တို့နှစ်ယောက်လည်းတေချာစဉ်းစားကြည့်ပေမယ့်အတီထဲမှာမျိုးရိုးလည်းမရှိပါဘူး။အဲဆုံးဘွားကတော့အိုမျိုးဖြစ်ပြီးတော့အဖွားမှာပတ်စံမရှိတာကြောင့်ဖြစ်နိုင်ခြေကနည်းပါလေ။အဲကြောင့်အဲဆုံးကတော့သူ့အမေတထေးကတော်တယောက်ကိုဝင်ပူးပြီးတော့ဗန်ကောက်ကနေလာပေးတယ်လို့ထင်လိုက်ပါတယ်။ အနောက်အင်ရှာဟင်းနဲ့အသီးနှံပေးဖို့လာတိုင်းအဲဆိုးတို့ကအိတ်နေကြပါပြီတကယ်ရင်ကုန်သမားတွေရောက်လာတဲ့ခါမှာတော့အိမ်ပိုင်ရှင်ကအဲဆိုးတို့လင်းမြညာ9နိုင်တိုင်းအလုပ်ရှုပ်တဲ့အကြောင်းကိုပြောပြပါတော့တယ်အဲဆိုးရာစိတ်ဖိစီးမှုမရှိဘဲနောက်ထပ်ကိုဝင်ဆောင်ထားခဲ့တာပါအဲနောက်မှာတော့ရင်ကုန်သမားတွေကဂွမ်ရှိဘသူ့အတွက်အလုပ်လုပ်ပေးလဲသီလားလို့မေးပေမဲ့အဲဆိုးကမသိခဲ့ပါဘူးအဲ့ဒီမှာပဲဂွမ်ရှိကလက်ပတ်တီးကြီးနဲ့ပြန်လာတာမြင်ပြီးတော့အဲဆွန်းနဲ့လန့်သွားခဲ့ပါလေ။အဲဆွန်းနဲ့ဂွမ်ရှိကိုအမြန်စေကန်းလိုက်ပြပေးပြီးတော့စေကန်းတော့ကြာသွားရင်ပြန်မကောင်းနိုင်တော့ဘူးလို့ပြောလိုက်ပါလေ အနောက်အဲဆုံကလက်ကျိုးတဲ့အထိပိုက်ဆွဲတဲ့ကွမ်းရှစ်ကိုစူပူနေခဲ့ပါတော့တယ်တကယ်တော့အဲဆုံကရေငုံသမားတွေစီကနေတဆင့်သူ့ယောက်ျားဘယ်သေးမှမမအလုပ်လုပ်လဲဘယ်တော့တော့အနေများလဲဆိုတာကိုသိလိုက်ရပါပြီအဲ့လိုနဲ့ကွမ်းရှစ်တောင်ပြန်လာတဲ့ကလေးတယောက်လိုအမြဲတမ်းအိမ်မောကြနေခဲ့ပါတယ်ကွမ်းရှစ်ကပူရာတော်လက်ရှိအင်းကြီးကိုမလဲပဲအိတ်နေခဲ့တာကြောင့်အဲဆုံလည်းတတိထားတာမိခဲ့ပါတယ်တညမှာတော့ကွမ်းရှစ်နောက်ကျောင်းနဲ့ခြေလက်တွေကိုအဲဆုံလှန်ကြည့်လိုက်တဲ့အခါမှာအနာရီရင်းနေရာကိုတွေးလိုက်ရပါတော့တယ်ဒုနဲ့ကွမ်းရှစ်လေတိုက်မဲ့အခါမှာတော့အဲဆုံတို့သားမိကထွက်ပြီးတော့ပို့ပါတယ် အဲဆိုတော့ဂိမ်းမွန်လေးကိုမလိုက်စေချင်ပဲယောက်ျားဖြစ်သူကိုအနားယူစေချင်နေတာပါဒါပေမဲ့ဂွန်မြောင်လေးကတော့ဘာမှမသိနားမလဲပဲအဖေဖြစ်သူကိုဂိမ်းမွန်အကောင့်တရားဖမ်းခဲ့ပါလို့ပြောလိုက်ပါတယ်အဲဆိုတော့ဂွန်ရှစ်ဂိမ်းမွန်လေးမဖမ်းလာလဲဖြစ်တာပဲလို့ဂွန်မြောင်ကိုပြောလိုက်ပါတယ်ဒါပေမဲ့ဂွန်ရှစ်ကတော့သူသမီးဂွန်မြောင်မျက်နှာလေးကိုကင်ပြီးတော့ဂိမ်းမွန်လေးအများကြီးဖမ်းခဲ့မယ်လို့ဂရီပေးနေခဲ့ပါတယ်အဲ့တော့မှတော့အဲဆုံးကပင်မန်းနေတဲ့သူယောက်ျားကိုကြည့်ပြီးတော့မျက်ရည်လေးဝဲလာခဲ့ပါတယ်အဲ့တော့အဲဆုံးယောက်သူယောက်ျားကိုတေချာလေးနှုတ်ဆက်ပြီးတော့အားပေးနေခဲ့တာပါအဲ့တော့မှတော့အဲဆုံးကဒိုမီသားစုစီကိုလိုက်လာပြီးတော့ဂျေဆုတင်စကားလိုက်ပြောပါတယ် အမျိုးသမီးကတော့ဂွမ်းရှိလက်ချောင်းတွေကြောင်းမင်းနေခဲ့ပြီးအဲဆွန်လဲအဆိုင်ကူတာနေကြောင်းပြောပြလိုက်ပါတယ်အဲနောက်မှာတော့မျိုးသမီးကဂေမျိုးနဲ့ဗန်မျိုးကတော့ဇေယုံရင်ပြန်လဲခိုင်းခဲ့ပြီးမြဲသူ့ယောက်ျားမသွားဘဲနဲ့ပြည်ကြီးငါးဘက်ကိုအသေးအံလိုက်ခဲ့တာလို့ပြောပါတယ်အဲဒီကလည်းပိုက်ကုန်နဲ့အပြည့်မလို့လေဦးစီးကလောဘတက်ပြီးဆက်သွားခဲ့တာလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဂွမ်းရှိကတော့အဲ့လိုဖြစ်နေအောင်တီးခံပြီးတော့ညာလုံးပေါက်လေစီးခဲ့တာပါနောက်ထောင်ရဲ့အဲဆွန်လဲသူ့ယောက်ျားငိန်ခန္ဓာမဟုတ်ပဲလေတကြီးမလဲပေးခဲ့တာကြောင့်မန်းကိုတီးသွားခဲ့ပါလေလေတကြီးကတော့ကတော့အရိုက်နဲ့ခန်းလာကြောင်ဒံဟာရှိနေရကိုတော့ အဲဆိုမြင်လိုက်ရပါတယ်အဲဆိုကသူယောက်ျားကအခုဒီမှာတတ်တာသေးပဲလက်တွေနာကျင်လွန်းနေတာညတိုင်းအော်ဟင်းနေခဲ့ရတယ်လို့ပြောပါတယ်လေဦးစီးကတော့တော့ဂွမ်ရှိကိုမရိုက်ဖို့သူသေးချာပြောထားမှာလို့အခုတကယ်မရိုက်တော့တဲ့အကြောင်းကိုရှင်းပြပါတယ်ဒါပေမဲ့အဲ့ဒါကလည်းရန်ဂွမ်ရှိကိုပဲရိုက်တာဖြစ်တာကြောင့်အဲဆိုနဲ့စိတ်ပူလာပါတယ်တကယ်တော့အဲ့လူကတစ်ချိန်ကအဲဆိုနဲ့လက်ထပ်ဖို့စီစဉ်ခဲ့တဲ့သူပါသူကတချိန်ကဂွမ်ရှိသူ့ကိုပြောခဲ့တာကြောင့်ပြန်ပြီးတော့နှိပ်ဆက်နေတာပဲဖြစ်ပါတယ်။ဂွမ်ရှိကဒီနေ့အိမ်စောပြန်မလို့လုပ်ပြီမယ်။လေသကြီးကအဲ့ဒါကိုဘွေမကြပါဘူး။ ပြီးတော့လေကြီးကပေးမပြန်မဲ့ကွမ်ရှုကိုလေမောင်းကိုတော်ပေးလိုက်ပါတယ်။အားလုံးကတော့ဝိုင်းပြောပေးပြီးမယ်လေကြီးကကွမ်ရှုပဲထပ်ပြီးတော့အနိုင်ကျင့်မြန်တာပါ။ဓမ္မမှာတော့အင်ဆုံကသူ့ယောက်ျားကိုအနိုင်ကျင့်နေတာကနီလန်မကြမန်းကိုတိလာပါတော့တယ်။အဲနောက်အင်ဆုံကပေးထားတဲ့မုံကိုပြန်ပြီးတော့အိမ်ထဲကထွက်လာခဲ့ပါတယ်။ကွမ်ရှုကလည်းအပိုလောက်တွေသဘောမကျဘူးလို့ပြောပြီးတော့လေဘောကဆင်းလာခဲ့တာပါ။လေကြီးကတော့သူ့နောက်ဇက်တိုက်လိုက်ပြီးတော့ရန်စကားတွေစရိခဲ့ပါတယ်။ပြီးတော့ကွမ်ရှုပိုက်ကွန်လုပြီးတော့ခွင့်ပြုချက်မရှိဘဲပြည်ကြီးငါးတွေဘာလို့ယူသွားလဲလို့ပြောနေခဲ့ပါတယ်။ အဲနောက်လေတကြီးကကွမ်ရှိကိုတောက်ဆောက်ရန်စကားတွေပဲလိုက်ပြောနေခဲ့ပါတယ်။ကွမ်ရှိကတော့နေတိုင်းအိမ်ပြန်ကျင်တာသူမိမကိုကြိုက်လုံးလို့သေတော့မှမလို့ပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့လေဦးစီးကသူ့ရဲ့စန့်ကျင်ဘက်ပါအိမ်ကိုမပြန်ကျင်မဲ့အိမ်မှာလူလိုဆက်ဆံမခံတာကြောင့်လေပေါ်မှာပဲအချိန်ဖြုံးနေခဲ့တာပါ။တို့နဲ့လေဦးစီးကကွမ်ရှိကိုပညာပေးဖို့ခြေောက်ကိုဖြတ်ကန်လိုက်ပါတယ်။အဲအချိန်မှာပဲဆဲဆူတန်တဲ့သူအဝေးကနေပြေးလာတယ်။အဲဆုံးကိုတွေးလိုက်ရပါတော့တယ်။အဲဆုံးကငယ်စဉ်ကလေးကကွမ်ရှိရံပွဲတွေကိုအဆုံးသတ်ပေးပြပါတယ်။ရံကွမ်ရှိကငယ်ငယ်လေးကနိုင်ကျခံခဲ့ရတာကြောင့်အဲ့လိုချိန်တိုင်းမှာအဲဆုံးတယောက် ရောက်ရရက်ကနေပြေးလာတတ်ပါလေ။အခုလည်းအဲဆုံးတယောက်ဝီစီလိုအော်ဟစ်ပြီးတော့ပြေးလာပါလေ။ပြီးတော့လေဦးစီကိုကြည့်ပြီးတော့သူတို့အခုကစားပြီးတော့အလုံးလုံးနိုင်တော်ဘူးလို့ပြောလိုက်တာပါ။လေဦးစီကတော့သူတို့မခံကြအောင်ပြောနေခဲ့ပြီးဒိုတော်ဒီမှာလေစီဖို့စိတ်တော်မကူးနဲ့လို့ပြောလိုက်ပါတော့တယ်။အဲချိန်မှာပဲစိတ်တုံလုံးနဲ့အဲဆုံးကမပေါ်မပါနဲ့ပြေးလွားပြီးလေဦးစီသူ့ယောက်ျားကိုကန်ခဲ့သူပြေးကန်ပါတော့တယ်။အဲလိုကန်ခဲ့တဲ့ပြင်အဲဆုံးတယောက်အားလုံးကိုစားလေဦးစီကိုဆဲဆူသွားပါလေ။အဲနောက်မှာတော့ကွမ်ရှိကသူမိမလက်ကိုဆွဲပြီးတော့အိမ်ကိုပြန်လာခဲ့ပါလေ။ အဲဆိုကတော့သူပဲရန်တွေ့ပြီးတော့သူပဲအရင်ငိုနေခဲ့တာပါအဲကြောင့်ကွမ်းရှင်းလေအဲဆိုကသူ့အတွက်တော့လူသား VC ပဲလို့ပြောပြီးတော့ငိုရတဲ့အကြောင်းကိုမေးလိုက်ပါတော့တယ်အဲလိုနဲ့ကွမ်းရှင်းရဲ့လေလိုင်းကျိုးသွားတဲ့လက်ကအခုချိန်ကြီးကိုပြန်ကောင်းမလာခဲ့သေးပါဘူးအဲဆိုကတော့သမီးပြည့်သူအိမ်ကပြန်လာပြီးတော့သမီးကိုစိုးရိမ်နေပါတယ်ကွမ်းရှင်းကတော့အဲဆိုကလက်ထပ်မယ်ဆိုရင်တော့သူ့ကိုပဲပြန်လက်ထပ်မယ်လို့သမီးပြည့်သူရှေ့မှာပြောခဲ့တာကြောင့်ဝမ်းသာနေခဲ့ပါတယ်ကွမ်းရှင်းကအဲဆိုတို့အသက်၁၀နှစ်ထက်ကဝင်းတို့ဝင်းဖို့တွေထမ်းခဲ့ရပြီးအခုလိုအိုမင်းချိန်မှာအတော်လေးကိုဒဏ်ခံနေရတာပါ ဂွမ်ရှဲခြေောက်တွေကပျက်စီးနေပြီးတော့အဲဆုံကတော့စိတ်ပူလာနေခဲ့ပါတယ်။ဂွမ်ရှဲကတော့အဲဆုံနဲ့အကြာကြီးပဲနေဦးမှာမလို့ဘာကောမှမစိုးရင်ဖို့အတွက်ပြောလိုက်ပါတယ်။ဂွမ်ရှဲကတော့အဲဆုံကိုထားသွားတာထက်အဲဆုံအရင်သေးရင်တော့တေချာလေးပို့ပေးပြီးလိုက်လာမိမှလို့ပြောလိုက်ရင်းနေပဲဒီပိုင်းညာဒီညာမှာခဏပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ โอเคပါဒီနေ့တင်ဆက်မှုကတလောက်ပါပဲခင်ဗျဇာကားလေးကလည်းကောင်းနေဖြစ်တဲ့အတွက်နောက်ဒီမှာပိုင်းဆက်တီဆက်လိုက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ဆိုတော့ channel subscribe လုပ်ပြီးနောက်ခေါင်းလုံးနှိပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ခင်ဗျဒီနေ့မှာအစားကနေဆုံးနေလိုက်ပါသီးရှုအားပေးခဲ့တဲ့ပရိသတ်များတောင်ချီးနိုင်ကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျကျွန်တော်အန်ခင်မူပါ